တပိတ်ချင်းမျိုးနဲ့ရေထွက်ရွာကဒက်စီဆိုင်ကိုစစ်တပ်ကနေရင်နဲ့ရဲရဲဆက်ဆက်ဘုံကျဲတိုက်ခိုက်ခဲ့မှုမှာကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ73ဦးသေဆုံးပြီးသေဆုံးသူတွေထပ်တိုးနိုင်တဲ့အကြောင်းပြောပြပေးပါမယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကဒက်စီဆိုင်ကိုစစ်တပ်ကလေရင်နဲ့ရဲရဲဆက်ဆက်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်၃နှစ်နဲ့၂နှစ်ကျော်အရွယ်ကလေး၂ဦးအပါအဝင်ပြည်သူ၃၃ဦးသေဆုံးပြီးသေဆုံးသူတွေထပ်တိုးနိုင်တယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပတ်တော်ဖတာဝန်ခံကပြောပါတယ် ဧပြီလ16ရက်နေ့နေ့လယ်10:30မိနစ်ခန့်မှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါစစ်တပ်ရဲ့ဒေချောင်းတိုက်ခိုက်မှုအတွင်းဓာတ်ဆီဆိုင်မီးလောင်ပြာကျခဲ့ပြီး ောက်ကွဲမှုဖြစ်ပွားကကလေးငယ်2ဦးအပါအဝင်ပြည်သူ73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူများထဲတွင်အသက်အန္တရာယ်ဆိုးရိမ်ရသူများပါဝင်ပြီးသေဆုံးသူပိုများလာနိုင်ကြောင်းသိရပါတယ်။သေဆုံးသူတွေထက်ရှိနိုင်သေးတယ်။ကျွန်တော်တို့ရှင်းလင်းရေးလုပ်နေတုန်းလေကလေး2ဦးအပါအဝင်ပြည်သူ73ဦးသေဆုံးတဲ့ဆေးကုသမှုခံယူနေတဲ့ပြည်သူတွေအခြေအနေကိုကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရအောင်မယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ခံကပြောပါတယ်။ ်လူချင်းချွာခဲ့ရောတော်မီးကကူးလာပြီ